ာစကားကာလစတ္ထမတနင်္ဂနွေနေ့ရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး14အခန်းငယ်23မှ29ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာအကျဉ်သူသည်ငါ့ကိုချစ်လျင်ငါ၏စကားကိုလိုက်နာဆောင်ထိန်မည်ငါ၏ခမည်းတော်သည်လည်းသူ့ကိုချစ်တော်မူလိမ့်မည်ထိုအခါငါတို့သည် ူထံသို့လာကြ၍သူနှင့်အတူကိန်းဝတ်တော်မူမည်ငါကိုမချစ်တော်သူသည်ငါ၏စကားများကိုလိုက်နာဆောင်ထင်းခြင်းမပြုပေသင်တို့ကြားနာရသောစကားသည်လည်းငါ၏စကားမဟုတ်ဘဲငါကိုဆလွတ်တော်မူသော ခမည်းတော်၏စကားဖြစ်၏ငါသည်သင်တို့နှင့်အတူရှိနေခိုက်ဤအကြောင်းအရာများကိုသင်တို့အားငါမှကြားထားလေပြီသို့သောငါ၏နာမ၌ခမည်းတော်ဆလွတ်တော်မူမည် ကူညီဆောင်မှသူဝိညာဉ်တော်မြတ်သည်ဤအကြောင်းအရာ အလုံးစုံတို့ကိုသင်တို့အားတုံသင်မည်ဖြစ်၍သင်တို့အားငါမိတ်မှထားသမျှကို တဖန်တရိယစေတော်မူလိမ့်မည်ငြိမ်းချမ်းသာရခြင်းကိုသင်တို့၌ငါထားခဲ့၏ငါ၏ငြိမ်းချမ်းသာရခြင်းကိုသင်တို့အားငါပေး၏ဤလောကကပေးတဲ့ကဲ့သို့သင်တို့အားငါပေးသည်မဟုတ် သင်တို့၏စိတ်နှလုံး၌ပူပန်ခြင်းမရှိစေကြနှင့် ကြောင်းရွံ့ခြင်းလည်းမရှိစေကြနှင့်ငါသည်သွား၍တင်တို့ထံသို့တဖန်ပြန်လာမည်ဟုငါဆိုသည်ကိုတင်တို့ကြားခဲ့ကြ၏တင်တို့သည်ငါကိုချစ်လျင်ဝမ်းမြောက်ကြလိမ့်မည်အဘယ်ကြောင့်ဆိုသောငါသည်ခမည်းတော်ထံသို့သွားခြင်းဖြစ်၏အကြောင်းမူကားခမည်းတော်သည်ငါထက်ကြီးမြတ်တော်မူ၏ဤအမှုရာဖြစ်ပျက်သောအခါ၌တင်တို့ယုံကြည်နိုင်ကြစေရန် မဖြစ်ပြက်မီကကြိုတင်၍သင်တို့အားယခုငါပြောထားလေပြီဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီ Peace of Christ ခရစ်တော်ရဲ့ညီသက်ချင်းမယေမယာမတိမချာပြုတ်လူတဲတဲ့ညီသက်ချင်းမဟုတ်ဘူးစေအေးကာလပုံစံငြိမ်ချမ်းရင်းမျိုးလည်းမဟုတ်ပါဘူး ခရစ်တော်ရဲ့ညင်ကြက်ချင်းဆိုဒီမှာကျွန်တော်တို့နားလည်ထားမယ်ဆိုရင်စစ်ပွဲမရှိုံနဲ့ညင်သက်ချင်းရှိတယ်လို့ဆိုတဲ့ပုံစံမျိုးမဟုတ်ပါဘူးတရားမျှတမှုလွှမ်းမိုးတဲ့လူဖွဲ့စည်းတစ်ခုအတွင်းမှာလူတွေဟာ တူးနဲ့တူသဟဇာတာရှိရှိအတူတကွပူဖိုင်းနိုင်ထိုင်နိုင်တဲ့အခင်းချင်းမျိုး ဖြစ်ပါတယ်တူးစီတို့က သူလိုအပ်တဲ့အကောင်းဆုံးကောင်းမြတ်တဲ့အရာများရရှိနိုင်တဲ့နေရာဖြစ်ပါတယ်။သူနဲ့သူဆက်ဆံတဲ့နေရာမှာယူသားတဲ့ဆက်ဆံရေးမျိုးအထောက်အကူပြုတဲ့ productive ဆက်ဆံရေးမျိုးလိုအပ်ပါတယ်။ခွင့်လွှတ်ခြင်းလိုအပ်ပါတယ်။ပြန်လည်ပြင်ငင်းခြင်းတွေမကြခဏလိုအပ်ပြီးတော့ကြောက်နေကြောက်ဆက်ဆံတဲ့နေရာမှာလည်းပဲအများရမ်းပဲထင်တာမြင်တာရှိနေတယ်။ ဒီလောကကြီးတစ်ခုလုံးကိုလည်းပဲသစ္စာရှိရှိထိမ့်သိမ့်ဆောက်ရှောက်တဲ့လူတွေနေထိုင်တဲ့နေသက်ချင်းမျိုး ဖြစ်ပါတယ်။ဒါကြောင့်သူစီကလက်ဆောင်ပဲဖြစ်ပါတယ်။သူ့ရဲ့ပေါ်ပေါက်လာခါစအသိတော်လေးထံသခင်စုဒီနေ့ယူဆောင်လာပေးခဲ့တဲ့အရာလည်းပဲဖြစ်ပါတယ်။သခင်စုရဲ့ပြည့်ညတ်တော်တွေကိုချစ်ချင်းမြတ်တာ၌စောင့်ထိန်လိုက်နာသူမြည်သူမဆိုခမည်းတော်ဖျားကိုချစ်ခင်ကြတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်။ ဒီလူတွေမှာတခင်စုပေးလာတဲ့ဉာဏ်သက်ချင်းရှိပါတယ်ခမီးတော်ကလည်းပဲတားတော်နဲ့အတူတူယုံကြည်သူထံလာပြီးသူ့ရဲ့နှလုံးသားထဲမှာဝိညာဉ်တော်အားဖြင့်တခင်စုယူဆလံပေးခဲ့တဲ့အာလုံးသောတမာတရားများကို ရှင်းလင်းပြသပေးတဲ့နေရာအဲ့ဒီနေရာဟာဉာဏ်သက်ချင်းနဲ့ပြည့်ဝတဲ့နှလုံးသားဝိညာဉ်ပဲဖြစ်ပါတယ်ဒါကြောင့်သူလာတဲ့ဒီဉာဏ်သက်ချင်းကိုလက်ခံရရှိဖို့ကြိုးစားကြပါစို့ ဒီပုံကိုသုံးပါလုံးရဲ့မိဒ္ဓခါယပြုမှုပေါင်းဆက်နေမှုကပဲစစ်မှန်သော ဖြောက်ဖြက်လို့ဘယ်တော့မှမရနိုင်သောညင်သက်ချင်းရဲ့အရေးအမြစ်ဖြစ်ကျွန်တော်တို့နားလည်ကြပါတယ်ဒီသုံးပါတစုဖရားရဲ့မိဒ္ဓခါယအထဲမှာရှိတဲ့ညင်သက်ချင်းလောက်ကြည်မြတ်တဲ့စစ်မှန်တဲ့ညင်သက်ချင်းမရှိပါဘူးယုံကြည်သူတွေဟာသူတို့ရဲ့ဆရာသခင်ကိုဒီညင်သက်ချင်းမှာတွေ့ဆုံကြပါတယ်ညင်သက်ချင်းရဲ့အရှင်သခင်အဖြစ် သိလာကြပါတယ်။ရှင်မြန်ထမြောက်ပြီး ပြန်လည်တွေ့ဆုံတဲ့နေရာမှာရင်သက်ချင်းကိုဆောင်ကျင်းပေးလာသူအဖြစ်တွေ့ဆုံကြပါတယ်။ကျွန်တော်တို့တူးစီတိုင်းဟာဒီရင်သက်ချင်းကို ဖြန့်ဝေဖို့အဲ့ဒီအချိန်တွေကစပြီးတော့တာဝန်ရှိလာပါတယ်။ဒါကြောင့်ပဲပထမကြားမှာကျွန်တော်တို့ကြားပါတယ်။အားလုံးတူးစီတညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြတဲ့ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။တမန်တော်တွေဘာတွေကိုဆုံးဖြတ်ခဲ့ကြတာလဲ။ အလုံးသိကြပါတယ်။ဉာဏ်သက်ရှင်းမရှိတဲ့ဒီလောကကြီးမှာဉာဏ်သက်ရှင်းရဲ့ဌာနဖြစ်ဖို့အတွက် အသိတော်ဟာခေါ်တော်မူခြင်းခံရပါတယ်။ဉာဏ်သက်ရှင်းမှာ အသိတော်ဟာတည်ရှိနေရပါမယ်။အသိတော်ရဲ့အဝိုက်ဝန်းအတွင်းဘက်မှာရှိတဲ့အမျိုးမျိုးသောတန်ရှင်ပြိပခါတွေရှိပါတယ်။အတွင်းသက်လွန်ဆွဲပွဲ ပြဿနာလေးတွေလည်းပဲရှိပါတယ်။တခါတည်းမှာဝိညာဉ်တော်ရဲ့အကူအညီနဲ့သာလျှင် အောင်မြင်နိုင်မဲ့ ပြဿနာကြီးတွေလည်းပဲရှိပါတယ်။ဒါကြောင့်ဒီအချက်တွေကိုဝိညာဉ်တော်ပေးလာတဲ့ခရစ်တော်ရဲ့လက်ဆောင်တော်ဖြစ်တဲ့ရင်သက်ချင်းနဲ့ရှင်းလင်းခဲ့ကြတယ်။ကြော်လွားအောင်မြင်ခဲ့ကြတယ်ဆိုတာကိုကျွန်တော်တို့မှတ်သားကြမှာလည်းပဲဖြစ်ပါတယ်။ပထမကျမ်းမှာကြားတဲ့ပြဿနာမျိုးလို့လည်းကျွန်တော်တို့ပြောရင်ရပါတယ်။နှစ်ပေါင်းထောင်ချီပြီးဖျားသခင်ဗျာဒိတ်တော်ခံလာတဲ့ဖျားရဲ့လူမျိုးတော်နဲ့လူမျိုးသားများအကြား ငြိမ်းချစွာဘယ်လိုအတူတကနေထိုင်အသက်ရှင်နိုင်မလဲဆိုတဲ့မိโกမျိုးရဲ့အဖြေပဲဖြစ်ပါတယ်တမန်တော်တွေခေတ်မှာအသင်းတော်ကြုံရတဲ့အခက်ခဲဒီမိโกဟာဒါပဲဖြစ်ပါတယ်စင်မန်တဲ့ငြိမ်းသက်ရှင်ရရှိဖို့အတွက်ကျွန်တော်တို့အတူတကနေထိုင်ဖို့နှုတ်ဦးနှစ်ဖက်ကစွတ်လွတ်ရတာတွေရှိပါတယ်ဥပမာဘာသာကြားတွေသူတို့စွန့်လွှတ်ရတဲ့အရာတွေရှိပါတယ်သူတို့ဘက်ကအစားအသောက်ဆိုင်ရာအလေ့အကျင့်တွေကို လက်ရောခဲ့ရတာတွေရှိပါတယ်ဂျူးတွေရဲ့အစားအသောက်ဆိုင်ရာအလေချက်တက်ဖက်မှာလည်းပဲဂျူးတွေကအရေးပြားလိချင်းအလေချင်းကိုသူတို့အပေါ်ကိုသွားပြီးလိုက်နာစေခိုင်းလို့မဖြစ်တော့ဘူးသူတို့ဘက်ကအလျှော့ပေးရတာလည်းရှိပါတယ်နှစ်ဖက်လုံးကအလျှော့ပေးကြရတဲ့အရာတွေရှိပါတယ်အလျှော့တင်လုပ်ခဲ့ရပါတယ်အဲ့ဒီလိုအလျှော့တင်လုပ်ခဲ့တဲ့အခင်းချင်းဟာကျွန်တော်တို့ကိုအံ့ဩစေမှာပဲဖြစ်ပါတယ်စစ်မှန်တဲ့ခရစ်တော်ရဲ့လူမျိုးတော်ဟာဘယ်လိုပြုမှုဆောင်ရွက်ခဲ့တယ်လဲဆိုတာကို နမူနာအမြဲယူနေကြမှာလည်းပဲဖြစ်ပါတယ်။ဘယ်အဖွဲ့ကမှအပြစ်ဝမှန်ကန်တယ်ဆိုတာမရှိပါဘူး။ဘယ်အဖွဲ့ကမှယာနှုံးပြစ်မှားတယ်ဆိုတာလည်းမရှိပါဘူး။သူတို့ရဲ့အမြင်ဒီလိုဘာကြောင့်မြင်လဲဆိုတဲ့သူတို့ရဲ့ reason အကြောင်းအချင်းအရာကိုကျွန်တော်တို့လေ့လာစဉ်းစားသုံးသပ်ကြမှာလည်းပဲဖြစ်ပါတယ်။နေရာပေးကြမှာပဲဖြစ်ပါတယ်။စစ်မှန်တဲ့လာရောမှု ျွန်တော်တို့အထက်ကထွက်လာရပါမှာနှခုနှစ်ဖက်စလုံးကရွေချက်ရှိရှိ စိတ်ထားမှန်မှန်နဲ့ဆွတ်လွတ်ကြမယ်ဆိုရင်ငြိမ့်တက်တဲ့ခရီးရယူဆောင်လာတဲ့ငြိမ့်တက်ချင်းနဲ့တိဆောက်ထားတဲ့လူပေါင်းဖွဲ့စည်းဖြစ်လာကြမှာဖြစ်ပါတယ်အတွင်းတဲ့ငြိမ့်တက်ချင်းရဲ့မြို့တော်ကိုဖွဲ့စည်းတည်ထောင်ပေးနေတယ်ဆိုတာကိုဒုတိယကျမ်းမှာလည်းပဲတွေ့ရပါတယ်ကျူးလူမျိုး12မျိုးဖျားသခင်တည်ထောင်လိုက်တယ်ဒီအကွဲအကွဲပြားပြားရှိတယ် ီဓမ္မဟောင်းခေတ်မှာဂျူးလူမျိုးတို့ရဲ့အချိန်နဲ့ဓမ္မသစ်ခရိယန်တွေရဲ့အချိန်ကြားထဲမှာခရစ်တော်ကယူဆောင်လာတဲ့ညီသက်ချင်းအဖြစ်အမျိုးမျိုးသောကွဲပြားနေသောအရာတွေကိုအဆုံးသတ်ပေးခဲ့ပါတယ်ခရစ်တော်ကြားခရစ်တော်ကြောင့်သူ့ရဲ့ကြွက်လာခြင်းကြောင့်အမျိုးမျိုးအကွဲကွဲပြားဖြစ်ခဲ့ရတာတွေဟာသူ့ရဲ့ရှင်မြန်ထမ်းမြောက်ပြီးတဲ့နောက်ဝိညာဉ်တော်ဆေးလွှတ်ပြီးတဲ့နောက်ခမည်းတော်သားတော်သရှင်သောဝိညာဉ်တော်ရဲ့မိသခါယအဖွဲ့တွေကိုယုံကြည်သူ အားလုံးကို တို့သွင်းပြီးတဲ့နောက်မှာငြိမ်သက်ခြင်းဟာကမ္ဘာလောကကိုပြန့်နှံ့လာခဲ့ပါတော့တယ်ဒါကြောင့်ခရီးအများအထူးတာဝန်တည်းအနေနဲ့တယောက်စီကအပြစ်ကိုရှောင်းပါမယ်ဒီနှခမ်းကနေပြီးတော့ဘယ်လိုသောအေးစကားများအမှားပါတဲ့အရာများကိုရှောင်ကြဉ်ပါမယ် first beat ရဲ့ခန်းကြီးနှစ်ခန်းကနှစ်ဆနှစ်မှာကြားသလိုအဲ့လိုလှုပ်ခြင်းအဖြစ်ခရစ်တော်ရဲ့အတွင်းသက်ငြိမ်သက်ခြင်းဟာသူတို့စီမှာကြင်ယောင်ပြီးသူတို့ကလည်းပဲပြန်လဲတဆင့်ဒီလောကကို ညင်သက်ချင်းယူဆောင်လာသူများဖြစ်ကြရပါလိမ့်မယ်ဒီကဘာလောကရဲ့ညင်သက်ချင်းဟာတဖြည်းဖြည်း၆လံခံရပါတယ်ဆိုရင်စရာအခြေအနေရှိတော်လဲပဲတကယ်စစ်မှန်တဲ့ညင်ညာရေးကိုဖြတ်ဝင်နေတဲ့ပုံကိုယ်တွေရှိပါသေးလားဆိုတာကိုကဘာလောကကနေသူတို့ကိုကြည်ပြီးအံ့ဩကြရမယ်အခြေအနေရောက်လာဖို့အတွက်အထူးကျိုးစားအားထုတ်ကြမှာလည်းပဲဖြစ်ပါတယ်ခရစ်တော်ညီသက်ချင်းကျွန်တော်တို့၌ဒီနေ့တခြားတိုးပါစေတော်မူပါ